ကိုဘောင်းမိလေးလာလာကိုကလေးဘောင်းမိလေးလေးဘောင်းတော့ဒီလေးဘူး။ငလင်ကြောင့်သစ်ဆုံးရုပ်လောင်းတွေများပြားလုံးလို့မန္တလေးကကြိုဆက်တွေမနိုင်မနှင်းဖြစ်နေတယ်လို့သိရှိရပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်လူသစ်ဆုံးမှုနဲ့ထိခိုက်ပျက်စီးမှုအဆိုးရွားဆုံးဖြစ်တဲ့မန္တလေးမြို့ကတောင်အင်းမြောက်အင်းတုတ်တံနဲ့ကြာနီကန်တုတ်တံတွေမှာရုပ်လောင်းတွေယာနဲ့ချီပြီးနေစဉ်ကြိုနေရတာပါ။ မနေ့မတ်လ29ရက်နေ့ကတောင်အင်းမြောက်ရင်တုတ်တက်မှာရုပ်အလောင်း300ကျော်တကြိုခဲ့ရပြီးဒီကနေ့ဆိုရင်တော့မနေ့ပိုင်းမှာရင်အလောင်း100ကျော်တကြိုပြီးဖြစ်တယ်လို့နောက်ထပ်လည်းဘုန်းကြီးနဲ့လူအလောင်းတွေထက်ရောက်လာနေတယ်လို့အဲ့ဒီနေရာကိုရောက်ရှိနေသူကပြောပြပါဗျာ တောင်ကြီးမြောင်ကြီးဆိုလုံးဝမနိုင်တော့ဘူးလာတဲ့ဒီလူဟိုဟာဒီဟိုဟာဗောနိဗ္ဗာန်ရင်တွေကိုဟိုလက်မခံတော့ဘူးဗောနော်ဒီဟိုဟာจาจานီကန်တင်းကြိုင်းကိုသွားပြီးတချိုခိုင်းနေဗောအဲ့ဒါလေနောက်လျှောက်လူဟိုဟာတွေကလာနေတော့မဲအတင်းကားတွေလည်းလာတယ်နောက်ကဒီကိုဟိုဖုန်ကြီးကားတွေလည်းလာတယ်အဲတန်ကားတော်တွေလည်းအမှတချိုတချိုနေကြရဗောနော်ဟိုပြီးတော့ဒီဟိုအစားတော့တလောင်းချင်း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 အဲ့ဒါကိုလေမီးတချိုဆက်အထဲထဲမှာပုံထားတဲ့အလောင်းတွေလည်းရှိသေးတယ်မီးတချိုဆက်အပြင်မှာလည်းအလောင်းတွေ ဖေးကြီးနဲ့ထလာတာဒီဂျိုဆက်အထဲမှာကအပြင်ဘက်မှာပါအလောင်းတွေများလွန်းတာကြောင့်တချို့ဆိုရင်တုတ်တန်အနီးမှာပဲကို့အစီစဉ်နဲ့ကိုဒီဂျိုနေကြတယ်လို့သိရပါဗျာ တချို့တွေဆိုမနိုင်တော့လို့လေတချို့ကြတော့တီးတန်းအပြင်မှာကိုယ့်ဘာကိုတကြိုးထားရရှိတယ်ပြီးတော့ဟိုဟိုမနိုင်တော့လို့အပြင်မှာတကြိုးထဲဟာတွေလည်းရှိရဲဟိုအဲ့မီးတကြိုးဇက်ကလည်းဟာတော်တော်လော့ပါတယ်ပေါ့နော်နောက်ခါအဲ့ရမီးတကြိုးမီးတကြိုးဇက်လောက်တဲ့လူတွေကိုမေးတာမနေ့ကဆိုရင်ねအနည်းဆုံး300ကျော်ကိုတကြိုးရတယ်ပေါ့နော်ဒီနေ့ဆိုရင်တော့ဒါအခုပြင်မဲ200ကျော်နေယူပေါ့နော်ဒီဟိုအစောပိုင်းမှာရှိသေးပေါ့200ကျော်နေယူဆိုဆက်လာမဲ့အနေထားမှာတော့ရှိသေးတယ်လို့ပြောတယ်အာအလောင်းတွေကတော့ကလေးတွေရောလူကြီးတွေရောဟိုတန်ဃာတော်တွေရောအမိန်ကလေးတွေရောအများကြီးဟိုများတယ်ပေါ့ နော်လာလာလာကြလာပြီးတချို့ကြတာစစ်ကောင်စီရဲ့မတ်လ29ရက်ည7:00နာရီအထိထုတ်ပြန်ချက်အရတည်ဆုံးသူအရေအတွက်ဟာ1600ကျော်အထိမြင့်တက်လာနေပါတယ်လက်ရှိအချိန်ထိလည်းမန္တလေးစကိုင်းနဲ့နေပြည်တော်တို့မှာတည်ဆုံးသူတွေနဲ့ပြည်မှုသူတွေရှိနေစေဖြစ်ပါတယ်ခင်ဗျာ